မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတို့တကူစာရေးသူ ရန်အောင်မောင်မောင်ရေးသားထားတဲ့တရားဆောင်သောကြိုးကွင်းလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြပေးမှာပဲဖြစ်ပါရယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နားဆင်ခံစားကြည့်ပေးပါအောင်ခင်ဗျာအပိုင်း၁တရားကိုနတ်ဆောင်သည်ဟု မြန်မာတို့ဆိုရိုးရှိသည် အလားတူပင်ကျိုးဝင်းကိုတရားဆောင်သော ဖြစ်ရပ်တစ်ခုမှာအမေရိကန်ပြည်မစ္စစ်စပီနေကိုလံဘီယာမြို့တွင်ဖြစ်ပွားခဲ့မှုသည်ထိုနေ့မှာ1894ခုဖေဖော်ဝါရီလ9ရက်နေ့ဖြစ်၍အသက်22နှစ်အရွယ်ရှိဝီပါဗစ်ဆိုသူအားကျိုးပေတက်ဆင်ကဖြစ်သည်1893ခုနှစ်ကမစ္စစ်စပီနေတဝိုက်မှာ အမေရိကန်ပြည်ရင်းစစ်တမ်းကိုခံနေကြရဆဲဖြစ်၏ ို့ဖြစ်၍တော်မီလောင် တောကြောင်လက်ခမောင်းခတ်ဆိုတကဲ့သို့လွှတ်ဝက်လူသူကိုင်းများထကြွတောင်းကျမ်းလျက်ရှိကြသည်အထူးသဖြင့်ထိုနယ်တဝိုက်တွင်အုတ်ထုတ်ဖြူကိုင်းခေါ်လွှတ်ဝက်လူသူကိုင်းကြီးတကိုင်းကကြီးစိုးလျက်ရှိ၍ရိုးသားစွာစိုက်ပျိုးစားတောက်နေကြသူလူဖြူလူမဲတို့မှယင်းအုတ်ထုတ်ဖြူကိုင်းကိုဂျုံကြောက်ကြီးကြောက်ရွံ့နေကြရပေသည် တနေ့တွင်နီဂရိုလူမဲလေသမားတအူသည် မော်ဆိုးမ ాయి လေကွက်တကွက်တွင် အလုတ်လုံနေရမှလောက်ခကျင်းွေပို၍ရမည်ဂျင်းနှင့်ဘတ်တလီဆိုသူတို့ထံပြောင်း၍အလုတ်လုံရန်ထွက်ခွာသွား၏အဆိုပါလူမဲကို အုတ်ထုတ်ဖြူလူသောခိုင်းသားများက လမ်းမှဖြတ်၍ကြာဖို့ဖြင့်ရိုက်နှက်ကညှင်းပန်းကြလေသည် နီဂရိုကညှင်းပန်းသူအချို့ကိုမှတ်မိ၍လဲရှင်းဂျင်းနှင့်ဘတ်တလီတို့ကို ပြောပြရာဂျင်းနှင့်ဘတ်တလီက တရားရုံးတွင် တိုင်ကြားပေးမည်ဖြစ်ကြောင်းပြန်၍ပြောလိုက်သည် ရင်းကိစ္စကိုအုတ်ထုတ်ဖြူကိုင်းကတည်တည်နှင့်တပြိုင်နက်တရားရုံးသို့တိုင်ကြားလင်အားလုံးကိုတပ်ပစ်မိဖြစ်ကြောင်းချင်းချောက်ထားလေသည်သို့သော လူယိုးလူဖြောင့်တတိခဲများဖြစ်ကြသောဂျင်းနှင့်ဘတ်တလီတို့ကမှမှုကြပြီသူတို့နှစ်ယောက်သည်ငင်းစည်း၍မြို့ရှိတရားရုံးသို့သွားရောက်တိုင်ကြားကြသည်လက်နက်တစုံတရာမပပေမြို့မှအပြန်တွင်ခြုံခိုတိုက်ခိုက်ခြင်းခံရရာဘတ်တလီမှာတနက်မှန်၍ ပွဲချင်းပြီးတေဆုံးသွားသည်ဂျင်းမှညင်းထုံးဆိုင်၍ပြေးခဲ့သဖြင့်အသက်ဘေးမှတီတီကလေးလွတ်မြောက်လာခဲ့သည်ဂျင်းကခြုံခို၍တနက်ဖြင့်ပြစ်သူနှစ်ဦးအနက်တဦးကိုကောင်းစွာမှတ်မိကြောင်းထို့သူမှပါဗစ်မြို့အနီးနေဝီပါဗစ်ဆိုသူဖြစ်ကြောင်း ထုတ်ဖော်တိုင်ကြားခဲ့လေသည်ဝီပါဗစ်၏အမည်မှာပါဗစ်မြို့ကိုအစွဲပြု၍မှဲ့ခေါ်ထားသောအမည်ဖြစ်၍လူဟောင်းလေသမားတဦးပင်ဖြစ်သည် တရားရုံးကစစ်ဆေးရာရင်ဝီပါဗစ်ကသူမတက်ရကြောင်းညင်သည်ဖေမျိုးတော်သူ၃ဦးနှင့်အိမ်ကြီးချင်း၂ဦးတို့ကလည်းအချင်းဖြစ်ပွားချိန်တွင်တရားခံမှာသူ၏နေအိမ်တွင်ရှိနေကြောင်းတတ်သိခံကြ၏၎င်း၏တနတ်မှာလည်းမတုံးဘဲထားသည်မှာလပေါင်းအတန်ကြာပြီဖြစ်ကြောင်းထွက်ဆိုကြသည်သို့တော်လည်းအဆိုပါတတ်သိများမှာဖေမျိုးသားချင်းနှင့်အိမ်ကြီးပါချင်းများသာဖြစ်သည်ဟုတရားရုံးကယုံကြည်လက်ခံခြင်းမရှိပေ တို့ဖြစ်၍ဝီပါဖေအားလူတတ်မှုနှင့်အပြည့်ရှိသည်ဟုကြိုးတံကြခံစီရန်စီရင်ချက်ချလိုက်ခြင်းပင်ဖြစ်သည်ကြိုးပေးမိနေရင်တရားရုံးစုရန်ကြိုးစဉ်တို့ယောက်ျားမိမလူကြီးလူငယ်3000ခန့်လာရောက်စုယုံကြည့်ရှုလျက်ရှိကြသည် နေသားနှင့်သူ၏လှုပ်ဖော်ကင်ဘတ်များမှဂျင်းကဲ့သို့ကြိုးပေးရာတွင် အတွေ့အကြုံရင့်ကျက်ပြီးဖြစ်ကြ၏သူတို့သည်ကြိုးစဉ်ကိုတေချာစွာစစ်ဆေး၏ လီဘာခေါ်တောက်ကို စီထဲ့၍သွေးကြည်သည် တကားလက်ရှက်နှင့်ပတ်တာများကောင်းမကောင်းထက်၍ကြည်ကြသည်ကြိုးခိုင်မခိုင်တဲ့အဖြစ်စမ်းသက်ကြ၏အာလုံးစိတ်ချရာ၏ကြိုးပေးရန်အသင့်ဖြစ်ပေပြီထို့နောက်ဝီဘာဗစ်ကိုကြိုးစင်ပေါ်ခေါ်တင်လာသည်ကြိုးခွေးအောက်တဲ့တကားပေါ်တွင်ရက်စီဒုတိယနေသားကကြိုးသမား၏လက်များကိုလက်ပြန်ကြိုးတုပ်လိုက်သည်ခြေထောက်နှချောင်းကိုလည်း ခြေမျက်စီအထက်နားစီမှသူ့ခြေနှောင်ထားလိုက်သည်နောက်တူးကဦးကောင်းတွင်ဆွရန်အဲ့ရနဲ့ကြီးကိုအသင့်ကင်ထားသည်ဝေပါဖစ်မှအမှန်ပြစ်ရှိသူဖြစ်ကြောင်းလေးနက်စွာယုံကြည်ထားသူနေသားကမျက်နှာထားတင်းမာစွာမေးလိုက်သည်ကဲဘာများပြောချင်သေးသလဲဟဲ့ဝေပါဖစ်ဤကြည်လင်ပြတ်သား၍အေးဆေးလှသောအဖြေကိုလူအများကြားလိုက်ကြရသည်ကျွန်တော်တော့မတတ်တာအမှန်ပဲတကယ်လို့သာစံသားရှိမယ်ဆိုရင် ကျုပ်သက်ကိုကယ်နိုင်မဲ့သူတွေဟာဟောရီလူလူပဲရှိပါတယ်။ကျိုးစင်လှေကားရင်တွင်ခရစ်ရှန်ဖုံးတော်ကြီးမစ္စတာဆစ်ဘလီရှိနေသည်။သူသည် ကိုလံဘီယာမက်ထရစ်ဖျားရှိခိုးเจ้าမှတရားဟောဆရာဖြစ်ကျိုးသမားဝီပါဗစ်ကို ထောင်တွင်းသွားရောက်၍အကြိမ်ကြိမ်တရားဟောခဲ့ပြီးဖြစ်သည်။ဝီပါဗစ်မှာပင်ကိုကဘာသာရေးယုံကြည်ကန့်ဆိုင်မှု အလျင်မရှိခဲ့ပေ။ဖျားရှိခိုးเจ้าတို့ပင်ရောက်ဘူးသူမဟုတ်ချေ ယခုအမှုဖြစ်၍ထောင်တဲရောက်ပြီးတရားဟောဆရာနှင့် တွေ့မှသာဘာသာတရားကိုယုံကြည်ကိုးစားလာရသူဖြစ်ဖုံးတော်ကြီးကတော့ဝီပါဖိထွက်ဆိုချက်ကိုလက်ခံသည်ယခုလူတတ်မှုမှာဝီပါဖိအပြစ်မရှိကြောင်းယုံကြည်သည်သို့တော်တရားဥပဒေနှင့်ဘာသာရေးမှာဒကန္နစီဖြစ်နေသဖြင့်ဝင်ရောက်ဆွတ်ဖက်ခြင်းမရှိပေတဖက်တလန်းကသာဝီပါဖိအတွက်အယူခံများတက်နေသည့်လာများတွင်ဗုဒ္ဓဟူးနေ့တိုင်း စုတောင်းပွဲများကျင်းပခဲ့သည်ကနဦးကတော့စုတောင်းပွဲမှာလူဝင်ကျဲကျဲသာဖြစ်သို့တော်တစတစနဲ့လူအများစိတ်ပါဝင်စားလာကဖျားရှိခိုးကြောင်းပြည့်ကျက်သွားသည့်အထီးဖြစ်သူတို့စိတ်ထဲတွင်ဖျားမှတပါကိုးကွယ်ရာမရှိဟုယုံကြည်ဆွေးမြဲနေကြပေသည်ဝီပါဖေအားကြိုးမပေးမီတ냐ကပင်တရားရုံးစတူရန်ကြိုးစဉ်၌လူအများစုပေါင်းကစုတောင်းပွဲကြီးကျင်းပခဲ့သေးသည် ်ယင်းစုတောင်းပွဲအပြီး၌ဖုံးတော်ကြီးသည်ထောင်တွင်းသို့ကြွ၍နောက်ဆုံးကြိမ်တရားရည်တိုက်ကြွေးခဲ့၏ဝီပါဗစ်ကမူယုံကြည်အေးဆေးစွာပင်ပြန်လဲလျှောက်ထားခဲ့သည်တပည့်တော်စိတ်ထဲမှာဘလို့မှမနေပါဘူးဝိညာဉ်နဲ့အသေးနှလုံးကပေးလာတဲ့အသည့်ကလည်းကြကြရတည်ငြိမ်နေပါ रे ဖုံးတော်ကြီးကဦးကောင်းတဆက်ဆက်ညှဲ့ရင်းကျိုးသမားဤစံစားကိုလက်ဖြင့်အသာပွတ်တတ်နေမိသည် အပိုင်းနှင့်ဝီပါဗီဥကောင်းတွင်အိတ်ဆော့အနက်ကြီးစွတ်တော့မည်အချိန်တွင် လူလူကြီးမှပုံမူလှုပ်လှုပ်ရွရွဖြစ်လာ၏သူတို့စိတ်ထဲတွင်ကြိုးသမားသည်တရားခံအစစ်ဟုတ်မှဟုတ်ပါလေစားဟုတန်တရားဝင်လာကြသည်တို့နေပင်ဖုံးတော်ကြီးတိုင်တယ်ပေးသည့်အတိုင်းတညီတညွတ်ဒီအော်ဟစ်ဆူတောင်းလိုက်ကြလေသည်ထာဝရဘုရားသခင်၏အလိုတော်အရဝီပါဖေအသက်ချမ်းသာရရပါစေသတည်းအာနာသာတူက ဝီပါဗီဥကောင်းတွင်အိတ်အနက်ကြီးဆွတ်လိုက်ထို့နောက်ဒုတိယနေသားကကျိုးကွင်းကိုလေဘေးအရင်ထိဆွတ်ချလိုက်ပြီး ကွင်းကိုတင်းနေအောင်ဆွဲလိုက်သည်ဖျားသခင်ဆောင်မပါစေဝီပါဗီနေသားကနောက်ဆုံးတခွန်းစူတောင်းမြတ်တာပို့ကတောက်ကိုဖြုတ်ချလိုက်သည်ကျိုးစင်တကားကြီးနှစ်ချက်ချင်းကနေပွင့်ကျသွားတဲ့နှင့်အတူလူရုတရလုံးစူးစူးဝဝအော်တန်များမှာတမျိုးလုံးဟိန်းထွက်သွားသည်ကျိုးသမားသည် အောက်သို့တချိန်ထိုးကျသွားကလယ်ဘေးမှကျိုးစားမှလည်းတင်းကနေဖြစ်သွားသည်သို့သောစက္ကန့်ပိုင်းသာလျှင်ဖြစ်မယုံကြည်နိုင်စရာအဖြစ်ဆန်းကို လူလူကြီးတရလုံးမြင်တွေ့လိုက်ကြရပေသည် အမှန်အတိုင်းဆိုရင်ကျိုးသမားရက်နေသည့်တကားကြီးပွင့်ကျသွားသည်နှင့် ကျိုးသမားအောက်သို့ကျသွားကလယ်ဘေးမှကျိုးခွင်းတင်ပြီး စက္ကန့်ပိုင်းတွင် အသက်ဇီဝိန်ချုပ်ငိမ့်သွားရမည်ဖြစ်ယခုတော့ထိုကဲ့သို့မဟုတ်ပေ ကျိုးသမားပါဖြစ်သည် ကျိုးစင်အောက်တွင် ခွေခောက်ကလဲကြလျက်ရှိပေသည်အိမ်အနက်ကြီးမှဥကောင်းတွင်ဆွလျက်ရှိနေ၏ခြေနှင့်လက်တို့မှလည်းကျိုးတုပ်လျက်ပင်ဖြစ်သည်ကျိုးခွေးမှမူအချိန်နှင့်အပေါ်ပြန်ရိုက်ကတကားအထက်သို့ကွင်းလိုက်ပင်ပြန်တက်လာလေသည် လူလူကြီးတရလုံးကြောက်လန့်တကြားအော်ဟစ်တံများမှကဘာပြက်သလားထင်မှတ်ရ၏ဘယ်လိုများဖြစ်သွားရလေသနည်းအံ့ဖွယ်တရေပင်ဖြစ်ယခုကဲ့သို့ဖြေရောဖြစ်စဉ် ။ယာဇဝင်တွေမရှိပြီ။ကျိုးကွင်းချော်၍ထွက်သွားရန်လည်းအကြောင်းမရှိ။ကျိုးကွင်းရှောနေရမှခြောင်လီကျိုးသမားလေပင်မှကျိုးကွင်းမှာတင်းကျပ်လေးလေးဖြစ်။ယခုတော့ကျိုးကွင်း၏လေပင်မှကျိုးကွင်းတစ်ခုလုံးကျွတ်ထွက်သွားရလေသည်။နောက်တော့မှပါဖစ်ကပြောပြသည်မှာကျုပ်တော့ဘာမှမသိဘူး။တကားကြီးပွင့်ကျသွားတဲ့ကြားလိုက်ရတယ်။ကျုပ်ရင်ထဲလေအေးကနေနေပြီးအောက်ကျသွားတာပဲ။နောက်တော့ မျက်စီထဲမှာမှောင်မဲပြီးသတိမေ့သွားတယ်။ကျုပ်သတိပြန်ရလာတော့ကဲမင်းကိုတော့ခုနအတိုင်းပြန်လို့ရအောင်မှာပေါ့ကွာလို့ပြောတန်ကြပြီးလူတွေတွဲလာတာပဲ။ထို့နောက်လူတပ်သမားနှုတ်သည်ပါဖက်အားအလူအိတ်တစ်ခုတစ်ဖွဲကျိုးစင်ပေါ်သို့တရွတ်တိုက်ပြန်ဆွဲတင်ကြပြန်သည်။နောက်တစ်ချိန်ထက်၍ကျိုးကွင်းဆွတ်တော်မီအလုပ်တွင် ဖုံးတော်ကြီးကကျိုးစင်ပေါ်သို့ပြေးတက်လာလေသည်။ထာဝရဘုရားသခင်၏မြစ်တာရိပ်ငြိမ်အောက်တွင် ခိုလုံနေကြသူအပေါင်းတို့ကောင်းကင်ဘုံမှကျွန်ုပ်တို့၏မြတ်တာတေးတံများကိုကြားနာပြီးခဲ့ပေပြီဖျားသခင်၏အလိုတော်အရပါဖစ်သည်လဲဂွေးလုံးကျွလွတ်ခဲ့ရပြီအသင်တို့ဘယ်လိုသဘောရကြပါသလဲပါဖစ်ကို နောက်တစ်ကြိမ်ထပ်၍ကြိုးပေးစီရင်သင့်ပါသလားမပေးသင့်ဘူးမပေးသင့်ဘူးလူလူကြီးတရလုံးထံမှပေါ်ထွက်လာသောစန္ဒပြုတံများမှပဲ့တင်ဟီးသွားသည်ထို့နောက် ဖုံးတော်ကြီးနှင့်တကွပါဖဲအတွက်ဆူတောင်းမြစ်တာ ပို့ကြသည်တရားဓမ္မတေးသချင်းများတီဆိုကြပြန်သည် နောက်ဆုံးတော့လူရုအားကို နေစားမလွန်ဆန်ဝင့်ရှာပြီပါဖဲကို နောက်တစ်ကြိမ်ထပ်၍ကြိုးမပေးရတော့ပဲထောင်သို့ပြန်၍ခေါ်သွားရတော့သည်အကျိုးအကြောင်းကိုဘယင်ခံတိသွားသောအခါအလွန်မင်းဒေါပွား၏ဘယင်ခံသည်ထိုးစမ်းအံ့ဩဖွယ်ကောင်းသည့်အတိတ်နမိတ်တကူစသည်တို့ကိုလုံးဝယုံကြည်သူမဟုတ်ပေသို့ဖြစ်၍ ယခုကဲ့သို့ကြိုးပေးရာတွင်မအောင်မြင်ရခြင်းမှာမြည်သူ၏အဖြစ်ဖြစ်သည်ကိုစုံစမ်းရေးအဖွဲတစ်ဖွဲ့ဖွဲ့၍စုံစမ်းစစ်ဆေးစေပြန်သည်ဘယ်လိုပဲစစ်ဆေးကြိုးပေးရာတွင်တာဝန်ရှိသူနေသားမှာတော့လုံးဝအပြစ်ကင်းစင်သည်သူသည်အခါတိုင်းကဲ့သို့သူ၏တာဝန်ဝတ္တရားများယာနှုံးပြေကြေပြွန်ကြောင်းထင်ရှားနေပြန်သည် ထိုအခါတွင်ဘယင်ခံကနောက်တစ်ကြိမ်ထပ်ပြီးမသေးမချင်းကြိုးပေးတက်ရန်ထပ်မံအမိန်ပေးပြန်လေသည် ဘရင်ခံသည်ယခုလူတတ်မှုကိုပါဖေကျူးလွန်ကြောင်းနက်နက်နေနေယုံကြည်လက်ခံထားသူတို့ဖြစ်သည်ဖြင့်ကျိုးတံမှအခြားထောင်တန်တစ်ခုခုသို့ပြောင်းလဲရန်ကိုပင်အတနာခံ၍မရခဲ့ခြင်းပါဖေ၏ဝက်လုံးကအမျိုးမျိုးလျှောက်လဲချက်ပေးသည်အတနာခံစာတင်သည်မိမိ၏အမှုတဲသည် လူတတ်မှုတမှုရဲအတွက်ယခုကဲ့သို့နှစ်ကြိမ်အပြစ်မပေးတင်ကြောင်းနောက်ထပ်ပြစ်မှုတစ်ခုခုကျူးလွန်မှသာ အပြစ်တစ်ခုထပ်၍ပေးတင်ကြောင်းတင်ပြသည်ဘယ်လိုပဲရှောက်လဲစေကားမူပါဝဲအတွက်အယူခံများအတနာခံစားများစောရကများကိုပြည်내တရားလွှတ်တော်ချုပ်မှ၃ချိန်၃ခါတိတိပယ်ချခြင်းခံခဲ့ရပေသည်ဒို့တင်ပင်နောက်ဆုံးတွင်ပါဝဲအား1895ခုဒီဇင်ဘာလ12ရက်နေ့တွင်ကျိုးပေး၍မသေးမချင်းတက်ရန်စီရင်ချင်းခံရပြန်လေသည်ပထမတစ်ချိန်ကျိုးပေးပြီးနောက် တနှစ်10လနှစ်9ရက်တိတိအကြာရင်ဖြစ်ပြည်သူလူထုပင်သူ၏အမှုကို မေ့ပျောက်သလောက်ရှိနေပေပြီအပိုင်း3ပါဖစ်ကမူရခင်တကြိမ်ဤသူဘာမျှထူပြီးတောင်လောက်ခြောက်ချခြင်းမရှိပေတင်းငိမ်အေးချမ်းစွာပင်ဖျားတရားကို ပုံပြီးစီးကပ်ကိုးကွယ်၏သူက တခုတည်းသာခွင့်တောင်းသည် သူကိုကြိုးပေးလင် သူ၏နေရဖြစ်သောပါဖစ်မြို့မှာပင်ကြိုးပေးတတ်ရန်ဖြစ်၏ ို့မှသာသူမသိမီဆွေမျိုးမိတ်တင်ကဟများနှင့်ဤကက်စွာအတူနေနိုင်မည်ဖြစ်ကြောင်းတင်ပြသည်အံဩဘွယ်ကောင်းသည်မှာဒီတစ်ချိန်တော့ဘယင်ခံကပါဗီတောင်းဆိုချက်ကိုခွင့်ပြုခဲ့ခြင်းပင်ဖြစ်တို့နှင့်ခိုင်ခန့်သော ကိုလံဘီယာအချင်းထောင်ကြီးမှအချုပ်ခန်းတတပါဗီထောင်ကလေးသို့ပြောင်းရွှေ့ခဲ့ရလေသည် မကြလိုက်ပြီကျိုးပေးရမည်ရက်ချင်းမတိုင်မီ၃လရက်အလိုကလေးတွင် ပါဗီဘမ မခံမရက်နိုင်ကြသောပြည်သူလူထုကတကောင်ချင်းတွင် ပါဖစ်ထောင်ကိုဝင်စီကကျိုးသမားကိုဝင်ကယ်သွားကြလေသည်ဒုတိယအကြိမ်မြောက်အလွန်အမင်းဒေါပွားနေရသူမှာဘယင်ခံဖြစ်သည်တို့ဖြစ်၍ထောင်ဖောက်သည့်တရခံကိုဖော်ထုတ်နိုင်သူတော်၎င်းပါဖစ်ကိုမိအောင်သတင်းပေးဖမ်းနိုင်သူကိုတော်၎င်းစွန့်ဝေအမြောင်များရရောစွာထုတ်၍ကြေညာခဲ့သည် သို့သောအချင်းဤပင် လူတိုင်းလိုလိုပင်ထောင်ဖောက်သူများကိုလည်းတည်ကြ၏ကိုယ်တိုင်လည်းပါဝင်ခဲ့ကြ၏ဘာဖစ်ထွက်ပြေးတင်းရှောင်နေသည့်တော်ရန့်နှင့် တောင်ဆွဲကိုလည်းတည်ကြသည်ညီသူတဦးမြစုငွေတောင်းခံခြင်းမရှိခဲ့ပေထိုတော်တွင်မှာပင်ဘယင်ခံအစ်စ်တဦးတက်လာ၏ဘယင်ခံအစ်စ်ကတော့ပါဖေအားကျိုးပေးစဉ်ကထူးဆန်းသောအဖြစ်ပြက်ကို အထိုက်လျောက်လက်ခံယုံကြည်သူဖြစ်သို့ဖြစ်၍ပါဖေ၏အပြစ်ဒဏ်ကို ထောင်ဒဏ်သို့ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြင်ညာလိုက်ရာ ပါဗစ်ကကိုယ်တိုင်ဝင်ရောက်အဖမ်းခံလိုက်သည်ဘယင်ခံကထောင်တန်တသက်တကြွန်းသို့လွှဲပြောင်းပေးလိုက်လေသည်ပါဗစ်သည် ထောင်ထဲတွင်နှစ်နှစ်ခန့်သာနေရသည် ထောင်ပေါင်းများစွာသောပြည်သူလူထုနှင့်တကွပါဗစ်အားကြိုးပေးစဉ်ကသွေးချအဖြစ်တာဝန်ယူခဲ့သူ ခရိုင်အစိုးရရှေ့နေကြီးတို့ကပါလျှောက်လွာတင်ခဲ့ကြသဖြင့်ထောင်မှလွတ်ခဲ့ရသည်ပါဗစ်သည် ထောင်မှလွတ်ပြီးနောက် ကောင်းမွန်စွာပင် တောင်သူလှူစားနေခဲ့သည်လအနေငယ်ကြတွင် ခရစ်ယာန်တရားဟောဆရာတူဤသမီးနှင့် အိမ်ထောင်ကြခဲ့သည်သာသမီ၁၁ယောက်အထိပင်ထွန်းကားခဲ့သည် တနေ့ခုနေနေ့တိုင်းလေဖျားရှိခိုးကြောင့်သို့ဝိတ္တသွားရန် မပြတ်ကွက်ခဲ့ပြီဒီဇလမ်းမှာဤရင်ကျွေနေထီတံဖို့တင့်ဤသို့တော့ဒီဘဝဒီမြတာဆိုလင်လေမူရင်းစာရေးသူကဒီဇလန်းကို မှတ်တမ်းတင်မိမည်မဟုတ်ပေယခုတော့ထူးထွေသည့် အံ့ရသောဆိုတကဲ့သို့အဖြစ်မှန်ဇလန်သည်စိတ်ကူးရင်ထက်ကိုနိုင်လွတ်နိုင်လုံးချင်းကြောင့်သာလင်းမူရင်းစာရေးသူ၏စက်ကူထက်အခရာတင်ထားခြင်းကိုဖတ်ရှုပြန်ကြားနိုင်ခြင်းပင်ဖြစ်ပေသည်ဘာဗီအသက်48နှစ်အရွယ်တွင်ဒီဇလန်မှာအထုထိတ်သို့ ရောက်ခဲ့ရ၏ဂျိုးဘတ်ဆိုသူ တောင်သူလေသမားကြီးတူသည်ဒေခန်ဤဆက်ဆက်တွင်ဘာဗီဇလန်မှာမြောက်ကွက်ကို ဖော်သွား၏ ဘက်တလီကိုအခြားအုတ်ထုတ်ပြူဂိုင်းဝင်တဦးနှင့်အတူတက်ခဲ့သူမှာမိမိပင်ဖြစ်ကြောင်းမသိမီဖွင့်၍ပြောသွား၏ထိုအခါကျမှ Mrs. P နေသူနေသားများမှာနှင်းအစိတ်ကျော်လိတ်ခဲတင်းလင်းဖြစ်နေခဲ့ကြသောပြဿနာတရအတော်ကဲငါမပြောဘူးလားပါဖက်မှာအပြစ်မရှိပါဘူးလို့ဟုပြောကာတပြင်းချနိုင်ကြတော့သည် အမှန်တရားဤထက်မြတ်စူးရှလှသော တကောအာနုဘော်ကိုလည်းချီကျူးအံ့ဩ၍မကုံနိုင်တော့ပေ ဝီပါဗီရဲ့ဖြစ်မှန်ကိုပြည်내အစိုးရကသိရှိသွားသောအခါတရားဥပဒေမှားရင်စွာစီရင်မိခြင်းအတွက်နစ်နာခြင်းအဖြစ်ပါဗစ်တို့ဒေါ်လာ9000ကျော်ကြီးပေးခဲ့ရလေသည်ပါဗစ်သည်1943ခုနှစ်ကမှတေဆုံးသွားခဲ့လေသည်တေဆုံးချိန်တွင်အသက်80ရှိပြီဖြစ်လူသားတေသွားတော်လဲဂုံတီရရှိလူကြီးလူကောင်းတို့အဖြစ်ထင်ရှားခဲ့ရုံမျှမကလူတစ်ထောင်တယောက်ဖြစ်တောင့်ဖြစ်ခဲ့ ကြုံတောင့်ကြုံခဲ့သောဖြစ်ရများနှင့်ကြုံကြိုက်ကြော်လွှားခဲ့ရသူတယောက်အနေနှင့်ယနေ့တိုင်မမေ့နိုင်ကြသေးပေ။တိုက်ဆိုင်မှုလို့ဆိုခြင်းဆိုနိုင်၏။သို့သောယင်းတိုက်ဆိုင်မှုမျိုးမှာယာဇဝင်တစ်လျှောက်တစ်ကြိမ်သာ တွေ့ရမည်တိုက်ဆိုင်မှုမျိုးပင်ဖြစ်၏။မြေတို့ပင် ဆိုသည်ပါဖိကတော်မူတေဒီအထိလက်ခံယုံကြည်သွားသည့်အချက်ကဖျားသခင်အားကျွန်တော်ရဲ့စူတောင်းတန်တွေကိုကြားရပြီးအပြစ်မရှိတဲ့ကျွန်တော်ကိုတေဘေးမှာ ကဲဆဲခဲခြင်းပါပဲဟူသတည်းတရားဆောင်သောကြိုးကွင်းပါတကားရန်အောင်မောင်မောင်မိတ်ဆွေများခင်ဗျာအခုဆိုရင်တော့စာရေးသူရန်အောင်မောင်မောင်ရေးသားထားတဲ့တရားဆောင်သောကြိုးကွင်းလို့နာမည်ရတဲ့ဘာသာပြန်ဝိထုတိုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်း တာယာအေဂျင့်တွေနေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ